မင်္ဂလာပါရှင်မြန်မာစတိုရီဟော့ချန်နယ်ကကြိုဆိုပါတယ်ဒီနေ့ပြောပြမယ့်ဇာတ်လမ်းလေးကတော့မမျော်လင့်မဲပြုခဲ့တဲ့ကောင်းမှုတစ်ခုဟာဘယ်လိုမျိုးအသက်တစ်ချောင်းကိုကယ်တင်ပြီးဘဝတစ်ခုလုံးကို ပြောင်းလဲပေးခဲ့တယ်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်အိန္ဒိယနိုင်ငံအတွင်းမှာရှိရရွာတရွာမှာနေတဲ့ကုန်းတဲ့လူရဲတဦးဟာတမျိုးတရွာမှာနောက်တမျိုးတရွာကိုကုန်ကူးတန်းရောင်းဝယ်သွားလာခြင်းဖြင့်အသက်မွေးပြီးနေထိုင်ခဲ့ပါတယ် အဲဒီကုန်းသေးလူရွယ်ဟာတနေ့မှာတော့စန္ဒဘာကမြစ်စိတ်ကို ရောက်ရှိခဲ့ပြီးအဲဒီမြစ်စိတ်ကနေကန်တစ်ဖက်ကိုကူးဖို့အတွက်ထွက်ခွာတော့မဲ့ဆဲဆဲလေတစင်းမို့တက်လိုက်တဲ့အခါမှာလေပေါ်မှာလူများစွာ ရောက်ရှိနေပြီးဖြစ်ဒီကို တွေ့ရရပါတယ်။အဲဒီလူစုထဲမှာတော့ပြိတ္တရေအရင်အမနဲ့အမျိုးသမီးတူဦးလည်းပါဝင်နေပါတယ်။ကလေးဟာကန်းကနေခွာပြီးမြင့်လေကို ရောက်တဲ့အခါမှာတော့အဲဒီကိုဝင်ဆောင်မျိုးသမီးဟာ ကံဘောဇာလေးလောက်ခါမွေးဖွားရမယ့်လက္ခဏာအရေးအယံဖြစ်ပေါ်လာပါတယ်။အဲ့ဒီမျိုးသမီးဟာလေပေါ်မှာပါလာကြတဲ့ခီးသည်တွေကိုရေကလေးတစ်ပေါက်လောက်ပေးကြပါဟုတနားစပွဲတောင်းခံနေပါတယ်။ခီးသည်တွေဟာထိုကွန်ဝင်ဆောင်မျိုးသမီးရေတောင်းတာကိုမကြဟန်ပြူးပြီးဥပျက်ခါပြူကရေမပေးပဲနေခဲ့ကြပါတယ်။အဲ့ဒီခါလေပေါ်မှာပါလာတဲ့ကုံသေးလူရွယ်ဟာကွန်ဝင်ဆောင်မိမရဲ့ဒုက္ခကိုမကြည့်ရနဲ့ ပနားလာတဲ့အတွက်ကြောင့်ရေကိုရှာပြီးမိမရဲ့ဂရင်းထဲကို လောင်းထည့်ပေးလိုက်ပါတယ်။အဲဒီမိမလည်းရေတောက်ပြီးရဲ့နောက်လန်ဆန်အာရင်ပြဖြူလာပြီးအဲဒီလေပေါ်မှာပဲခလေးငယ်တဦးကိုဖွားမြင်နိုင်ခဲ့ပါတယ်။ကုံတဲ့လူရွယ်လေးတစ်ဖက်စိတ်ကန်းကိုလှေဆိုင်ကတ်တဲ့အခါမှာမိမိသွားလို့ရရက်ကိုထွက်ခွာသွားပါတော့တယ်။အဲဒီဖြစ်ပျက်ဖြစ်ပျက်ပြီးကာလအတန်ကြာတဲ့အခါမှာထူကုံတဲ့လူရွယ်ဟာ ဇာနာပါကမြစ်ကိုဖျက်ကျော်ပြီးကိုဝင်ဆောင်မိမရှိရဲ့ရွာကိုအလုကိစ္စနဲ့ရောက်ရှိလာခဲ့ပါတယ်။ထိုကုန်းတဲ့လူရဲဟာအချိန်လောမှအလုကိစ္စကပြီးစီးရဲ့အတွက်အဲ့ဒီရွာမှာပဲအိပ်ဖို့ဖြစ်လာခဲ့ပါတယ်။တညတာအိပ်ဖို့တဲခိုစရာနေရာကို ရှာပေမဲ့လေမရတဲ့အဆုံးမှာတော့ရွာဝင်တကားဝါဇေယျပေါ်မှာတညတာအိပ်ဆက်ရရှာလိပါတယ်။အဲ့ဒီညမှာပဲနန်းတွင်းကိုတခိုးတူဝါဖောက်ထွင်းဝင်ရောက်ပြီးရောမင်းရဲ့အဥ္စာကို ခိုးယူထွက်ပြေးသွားခဲ့ပါတယ်။မင်းမူရန်တို့လည်းတခိုးနောက်ကိုလိုက်ကြရမှာထိုရွာတကွားကဇရက်နီးမှာပဲတခိုးရဲ့ခြေအားပျောက်သွားခဲ့ပါတယ်။အဲဒီခါဇရက်ပေါ်မှာအဖော်မပါ တကူတဲ့အိတ်ဆက်နေတဲ့ကုံသေးလူရွယ်ကိုဤသူပင်တခိုးဖြစ်လိမ့်မယ်လို့ဖန်စီပြီးမျိုးရင်းကိုချုပ်နှောင်ခေါ်ဆောင်သွားပါတော့တယ်။ နက်နက်လင်းတဲ့အခါမှာမိမူရန်တို့ကမိမိကိုဖမ်းလာတဲ့ကုန်းသေးလူရဲကိုတခိုးဟူသမုတ်ကြပြီးမင်းကြီးထံကိုအခစားဝင်ကြပါတယ်။မင်းကြီးကလူရဲကိုဘာကြောင့်ဒီပစ်ကိုကျူးလွန်ရသလဲဟုမေးတဲ့အခါမှာကုန်းသေးလူရဲကအရှင်မင်းကြီးအကျွန်တော်ဟာတခိုးမဟုတ်ပါဘူး။ခီးသွားကုန်းသေးသူဥသာဖြစ်ပါတယ်လို့ဖြေရှင်းပြပေးမယ်လေ။မင်းကြီးကလက်မခံပဲတက်စီဟုအမိန်ပေးလိုက်ပါတော့တယ်။မင်းမူရန်တို့ဟာမင်းကြီးရဲ့အမိန်တိုင်းထိုကုန်းသေးလူရဲကို တပ်ဖို့ချုပ်နှောင်ပြီးတုတ်တန်ကိုခေါ်ဆောင်လာကြပါတယ်။အဲလိုကုန်းတဲ့လူရွယ်ကိုမင်းမှုတန်းတွေကတုတ်နှောင်ပြီးတပ်ဖို့ခေါ်ဆောင်လာတာကိုမြစ်လေလေပေါ်မှာတပ်ဖွားခဲ့မိမတွေ့မြင်တဲ့အခါမှာထိုသူဟာငါ့ကိုလေပေါ်မှာတော့မွေးဖွားအံဆဲဆဲအချိန်မှာခြေတိုက်ပြီးကူညီဆောင်ရှောက်ခဲ့ယေရှုရှင်လူရွယ်ဖြစ်တယ်။ကိုယ်ကျေးဇူးရှင်သူရဲ့ဒုက္ခရောက်နေတဲ့အခါမှာကုညီမတက်မယ်ဆိုပြီးမင်းကြီးထံဝင်ပြီးတော့ ထိုကုန်းတဲ့လူရွယ်ဟာတခိုးမဟုတ်ကြောင်းရှင်းလင်းပြောဆိုပါတယ်။မင်းကြီးဟာထိုမိမပြောကြတဲ့စကားကိုယုံလာသည်မဟုတ်၍ဤသူဟာတခိုးဟုတ်မဟုတ်ငါမသိဘူး။သူ့ကိုလှုပ်ဆေးလိုတယ်ဆိုရင်ပျောက်ဆုံးခဲ့တဲ့ပစ္စည်းရဲ့တက်မိုးကိုအယောပေးပါကထိုသူကိုလွတ်ပေးလိုက်မယ်လို့ပြောဆိုပါတယ်။ထိုမိမအရှင်မင်းကြီးကျွန်ုပ်မှာရောစရာဥစ္စာပစ္စည်းမရှိပါဘူး။ဒါပေမဲ့ကျွန်ုပ်နဲ့ကျွန်ုပ်ရဲ့သားသမီး9ယောက်တို့ဟာအရှင်မင်းကြီးထံကြုံခံပြီး ပျောက်တော့ထိုးဥစ္စာတန်မိုးနဲ့ညီအောင်ပြန်ပြီးဆက်ကြပါမယ်။ထိုးလူရွယ်ကိုအကျင့်မရှိရဲ့အတွက်လွတ်ပေးပါလို့တောင်းပန်စကားပြောပါတယ်။မင်းကြီးကထိုးမိမကိုကြည်ပြီးဒီလူရွယ်ဟာဒီရက်ရွာကိုအခုမှရောက်လာတဲ့ဧည့်သည်လို့တင်ဆိုခဲ့တယ်။ဒါဆိုဒီလူရွယ်ကတင်နဲ့ဘလို့တော့ဆက်နေလို့လဲ။တင်ရဲ့အကိုလို့အဖေလို့လင်လို့လင်ရဲ့အကိုလို့လင်ရဲ့အမျိုးလို့ဓမ္မမဟုတ် တဲ့အားအဥ္စာပေးထားခဲ့တဲ့ကျေးဇူးရှင်လို့ဒါမှမဟုတ်တစုံတစ်ခုသောကျေးဇူးရှိခဲ့ဖို့ဒီကျေးဇူးရှင်လို့ဒါကြောင့်သူ့အတွက်တင်ကကြုံခံရမည်ဟုဆိုရပါတယ်လေစသည်ဖြင့်မေးမြန်းစုံစမ်းပါတော့တယ်အဲ့ဒီအခါမှာရွာသူမိန်းမကအရှင်မင်းကြီးဒီယောက်ျားဟာကျွန်တော်မအောင်တစ်ချိန်တစ်ခါကစောင့်ရှောက်ခဲ့ဖူးတဲ့ကျေးဇူးရှင်ဖြစ်ပါတယ်ကျွန်တော်မျိုးမဟာမြည့်ရဲ့အလဲလေပေါ်မှာကိုးခွေရမရှိစင်ရဲ့ပင်ပန်းစွာပါဖွားမဲ့အချိန်မှာ ရေတပောက်ကိုရှာဖွေ၍တိုက်ခဲ့သဖြင့်အသက်ဘေးမှချမ်းသာရရခဲ့ပါသည်။အရှင်မင်းကြီးရေတောက်လိုတဲ့အခါမှာရေပြည့်နေတဲ့မဟာသမုဒ္ဒရာမှဖယ်ပြီးရေတွင်းကိုသွားရတဲ့ကဲ့သို့ လူများစွာရှိသည်မှန်တော်လဲကျေးဇူးကိုတည်တော်ကုန်ဟာထိုလူရွယ်၌သာတည်နေပါသည်။အရှင်မင်းကြီးထိုလူရွယ်ဤရှေ့ကပြုဝူးတဲ့ကျေးဇူးကိုဤခါ၌ကျွန်ုပ်အောင်မေ့သတိရပါပြီ။ထိုလူရွယ်ဟာကျွန်ုပ်နဲ့ကျွန်ုပ်သားကိုချမ်းသာခြင်းသို့ရောက်စေခြင်းသောကြောင့် ထို့လူရဲ့အတွက်ကျွန်ုပ်ရဲ့အသက်ကိုစွန့်ခြင်းဟာထိုက်လှပါတယ်။အဲဒီစကားကိုမင်းကြီးကြားတဲ့အခါမှာမြို့ဝင်တကားမှုကိုခေါ်ပြီးထိုတခိုးပြေးသောညအကြောင်းကိုစစ်မေးပါတယ်။တကားမှုကလည်းထိုလူရဲ့ဟာညနေမှာမြို့တကားဝကိုရောက်လာပြီးဇေယျပေါ်မှာအိတ်ဒီမှာမှန်ကန်ကြောင်းထွက်ဆိုပါတယ်။အဲဒီခါမင်းကြီးကတနာကျင်နာတတ်တဲ့ကုံတဲ့လူရဲ့နဲ့အမျိုးသမီးရဲ့ကျေးဇူးတရားကို သိတတ်တဲ့သူတော်ကောင်းကုံကြီးကို မျက်သက်မျက်နှိုးတဲ့အတွက်ကြောင့်ကြီးစွာသောစီစဉ်ကိုပေးအပ်တော်မူခဲ့ပါတယ်။ထိုသူတော်ကောင်းနှစ်ဦးဟာစုလက်အဖြစ်ရရှိရဲ့စီစဉ်တို့ကိုခံစားပြီး သူတော်ကောင်းတရားလက်ကင်ထားကအသက်ထက်ဆုံးနေထိုင်သွားကြပါတယ်။သေလွန်တဲ့အခါမှာနတ်ပြည်၌ဖြစ်ကြရပါတော့တယ်။ဒီပုံမြင်လေးထဲမှာဆိုရင်တော့ခြေတပေါက်လို့တေးငယ်တဲ့အကူညီဟာပဲနဲ့တစ်ချိန်မှာအသက်တစ်ခုလုံးကိုကဲတင်နိုင်တယ်။တံပိုးမဖြတ်နိုင်တဲ့ ကျေးဇူးတရားအဖြစ်ပြန်လည်ရောက်ရှိလာတတ်ပါတယ်။ကုံတယ်လေးရဲ့မေတ္တာတရားနဲ့မိမဖြစ်သူတို့ရဲ့ကျေးဇူးတည်တတ်မှုတစ္ဆာတရားကြောင့်သူတို့နှစ်ဦးဟာအသက်ဘေးကလွမြောက်ရုံသာမကဘဲဘရင်ရဲ့ချီးမြှင့်မှုကိုပါခံယူခဲ့ရပါတယ်။ဘဝတစ်လျှောက်လုံးကောင်းမှုဓမ္မနဲ့နေထိုင်သွားခဲ့ကြပြီးနတ်ရွာဒုက္ခကိုပါရရှိခဲ့ပါတယ်။ဒါကြောင့်မလို့လေရှေ့ပညာရှိသူတော်ကောင်းတွေကမိမခဲ့ကြတယ်လို့ ဓမ္မကိုနှစ်သက်သောစိတ်ထားကောင်းသူဟာစီစဉ်ချမ်းသာနဲ့ပြည့်စုံရမည်လို့ဆိုပါတယ်။ကြည်ရှုသူနားထောင်သူ သူတော်ကောင်းအပေါင်းတို့လည်းမိမိအပေါ်ပြုခဲ့ဖို့သောကျေးဇူးတရားကိုသိတတ်ခြင်းဆိုတဲ့ညံ့ညက်တဲ့စိတ်ထားကောင်းကို လက်ကင်ထားပြီးပေကန်းစွန်ကျဲခြင်းအစရှိရဲ့ကုသိုလ်ကောင်းမှုများကိုထာဝရစဉ်မမေ့မလျော့ပဲတိုးပွားအောင်ကြိုးစားနေထိုင်နိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့တာအပ်ပါတယ်။ သင်ကိုယ်တိုင်ရောဘဝမှာဘသူရဲ့ကျေးဇူးတရားကိုမမေ့နိုင်ပါဘူးလေ။အဲ့ဒီအကြောင်းလေးကိုလည်းဝေမျှပေးခဲ့ပါအောင်နော်။ဗီဒီယိုလေးကိုသဘောကျရဲဆိုရင်တော့ကျမတို့ရဲ့မြန်မာ Story Hot Channel လေးကို Like and Subscribe လုပ်ပေးခဲ့ခြင်းဖြင့်ကူညီပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။